မင်္ဂလာပါရှင်ရန်ကုန်ခေတ္တ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်ဆွေရကမြန်မာစစ်တပ်လက်ကန်ကိုကန်ပြည်သူစေဖွဲ့ဝင်ဟောင်းမြေလျှောက်ချန်ရဲ့မိသားစုဝင်စတဲ့အုပ်ကိုတည်ရများချမှန်။တရုတ်ဆွေရကမြန်မာစစ်တပ်လက်ကန်ကိုကန်ပြည်သူစေဖွဲ့ဝင်ဟောင်းမြေလျှောက်ချန်ဤမိသားစုဝင်စတဲ့အုပ်ကိုလူသတ်မှုကြားပြန်မှုလိန်လယ်မှုနဲ့ဥပဒေမဲ့ဖမ်းဆီးချုံနောက်မှုလောင်းကစားမှုနဲ့ပြစ်ဒဏ်မှုမှုဝင်စေဝါမှုတွေနဲ့တည်တံ့ချမှတ်လိုက်ကြောင်းတရုတ်နိုင်ငံမှလာတဲ့တဲ့တွေနေရသိရတယ်။ စတေမာလာ29ရက်မှာတရုတ်ပြည်နယ်မှာရှိတဲ့တရားရုံးကမိရှောက်ချမ်းမိသားစုဝင်တွေကိုပထမဆုံးအကြိမ်ဖြင့်စီရင်ချက်တွေချမှတ်လိုက်ခြင်းဖြစ်ပြီးမိရှောက်ချမ်းရဲ့အသားဖြစ်သူမိမာလီအသီးသီးတို့ကိုအပောင်ဝင်စစ်တပ်ဦးတို့ကိုတည်တံချမှတ်လိုက်ကြောင်းသိရတယ်။ရန်ကျင့်ရှင်ဖူကျင့်စစ်အပောင်ဝင်ငါးကိုဆိုင်းကနှစ်နှစ်တည်တံချမှတ်လိုက်ကြောင်းလော်ကျမ်ကျင့်ချိုးစစ်ပောင်ဝင်စစ်တပ်ဦးကိုထောက်နှံတသက်ချမှတ်လိုက်ကြောင်းအသီးသီးပစ္စည်း ငွေရန်ပိုင်ဆိုင်မှုပစ္စည်းတည်ယူခြင်းပြည်နှံ့ပေးခြင်းပြည်တယ်တွေကိုချမှတ်ကြောင်းလည်းသိရတယ်။ကြားပြင်းငွေလိမ်မှုတွေအပါဝင်ရဆွဲမှုနဲ့ဆက်ဆက်နေမြေလျှောက်ချမ်းအသားဖြစ်သူသမီးနဲ့မိမလေးတို့ကိုတရားနာပိုင်နေတဲ့ကိုမြန်မာစစ်တပ်က2023နိုဝင်ဘာလမှာလွှဲပြောင်းပေးခဲ့ကြောင်း Main Grouping အသက်343နှစ်ကမြန်မာစစ်တပ်ကိုကဲမှုအောင်မှာတာဝန်ထမ်းဆောင်နေကိုကန့်နေကြဆောင်တဲ့အကောင်ဆောင်ဖြစ်ကြောင်း2024ခုနှစ်ဒီဇင်ဘာလမှာ၎င်းတို့ကို အပါဝင်ပြစ်မှုကျွလွန်သူတရားခံ39ဦးကိုစွဲချက်တင်ခဲ့ပြီးဆယ်လနေပါကြမှာမိန့်ချမှတ်ခဲ့ခြင်းဖြစ်တယ်။တရုတ်နိုင်ငံရွှေပိုင်းခိုင်မှာကြားဖြန့်ငွေလိမ်လည်မှုအပါဝင်ပြစ်မှုကျွလွန်သူတရားခံ39ဦးကိုစွဲချက်တင်ခဲ့ပြီး၎င်းတို့နဲ့ဆက်ဆံမှုမှာမြန်မာနိုင်ငံသားတွေဖြစ်ကြပြီး၎င်းတို့ကိုလူသတ်မှုလိမ်လည်မှုဥပဒေမဲ့ထိန်းသိမ်းမှုစနစ်တကျလောင်စာမှုနဲ့ပြစ်ဒဏ်မှုမှုရဲ့ဈေးဝါရောင်းဝယ်ပေါက်ကားမှုတို့ပါဝင်ပြစ်မှုတွေနဲ့မိန့်ချခဲ့တယ်။ကိုကပြည်သူစစ်ကောင်းဆောင်ဖြစ်တဲ့မိရှောက်ချမ်းမှာတော့တရုတ်ကဖန်ဝင်တဲ့အချိန်မှာမိမိကိုယ်ကိုတက်တင်သွားခဲ့တယ်။ တရုတ်နိုင်ငံနဲ့နမိတ်ပြပကိုကန်ဒေတာမှာဖြစ်ပွားခဲ့ရာဆွေးမှုတွေဖြစ်တော့လဲတရုတ်နိုင်ငံသားတွေရဲ့ကိုပိုင်ခွင့်ရတွေကိုချိုးဖောက်ခြင်းကြောင့်တရုတ်အနာပိုင်းတွေကရင်းမှုကိုစီရင်ခွင့်ပြုပိုင်ခွင့်ရှိရလို့တရုတ်ဆွေးကဖန်ဆီးမိန့်ချမလာခြင်းဖြစ်တယ်မြန်မာစစ်တပ်က2024ခုနှစ်ဇန်နဝါရီလအတွင်းမှာရန်ပြည်နယ်မြောက်ပိုင်းလောင်ကိုင်းဒေသမှာကြားဖြတ်အွန်လိုင်းဂွေလင်ကိုင်းရဲ့အဓိကတရားခံဖြစ်တဲ့ပယ်ဆောက်ချိန်ပါဝင်10ဦးကိုစစ်ကောင်စီကတရုတ်ထံလွှဲပြောင်းပေးခဲ့တယ်။စစ်တပ်ကကိုကပ်ပြည်သူစစ်ကောင်စားပယ်ဆောက်ချိန်ပယ်ရင်ဆန်း ဝင်းစန်ဝင်းမိုင်းရင်နေကြားဆောင်တန်ရုံကထာလျော်အပေါက်ကောလူချင်းရှန်ဖူလီဟိုက်လုပ်ငန်းစုတတိရွှေလောင်ဖားတို့ကိုရတခြားရေးကြီးတရားခံလေးစုစုပေါင်း10ဦးတို့ကိုစစ်ကောင်စီက2024ခုနှစ်စနဝါရီလမှာနေပြည်တော်လေးစိတ်ကနေတစင်တယောက်တိုင်းသို့လွှဲပြောင်းပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ ဆက်လက်ပြီးတော့စတောင်းမြစက်ကောင်စီလေးကြောင်းတိုက်ခိုက်မှုကြောင့်ကလင်းကနဲဥပအဝင်ပြည်သူရှင်ဦးတင်ဆောင်ကချင်ပြည်နယ်ဝိုင်မော့မြို့နယ်စတောင်းမြို့ကိုအနာသိစက်ကောင်စီတပ်ကဒီကနေ့စတင်မလာ29ရက်နေ့နေ့နဲ့ပိုင်းမှာတိုက်ပွဲမရှိဘဲလေကြောင်းကနေပုံကျဲတိုက်ခိုက်လို့မှုကြောင့်ကလင်းကနဲဥပအဝင်ပြည်သူရှင်ဦးတင်ဆောင်ခဲ့လို့သိရတယ်ကချင်လွတ်လပ်ရေးတပ်မတော် KAI က2024ဇွန်လကတည်းကတိပိုက်ထားတဲ့စတုံးမျိုးကိုစစ်ကောင်စီတပ်ကဒီကနေ့နေ့လယ်နေ့နာရီ28မိနစ်နဲ့နာရီ30မိနစ်မှာပုံကျဲတိုက်ခိုက်ခဲ့တာပါ ပြည်သူရှိအောင်သေးပြီး9ရောက်တရားရတဲ့မူကြိုကလင်းကန်ရောက်တရားလို့တရင်မြေကပြောတယ်။အခုဆေးဆောင်စည်းလေးကြောင်းတိုက်ခိုက်ခဲ့နေရတိုက်ပွဲတွေရမဟုတ်တိုက်ပွဲဖြစ်ပွားခြင်းမရှိလို့တရင်မြေကပြောတယ်။အာနာသိန်းစစ်တပ်အခုလိုလေကြောင်းတိုက်ခိုက်မှုပေါ် KIO KIO ကောင်းဆောင်တဲဦးဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးကွမ်မော်ကမင်းတို့တွေလူမဟုတ်တော့လို့ရေးသားကစတုံးမြို့လေကြောင်းတိုက်ခိုက်ကံလို့တေဆုံးထိခိုက်ပျက်စီးခဲ့ရမှုမှတ်တမ်းချက်ကိုဖော်ပြတယ်။စေကောင်းစစ်တပ်ကချင်ပြည်နယ်ပအဝင်နိုင်ငံတော်မှာရေးသားတွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေစတိုင်လုံဆောင်နေရကြောင်း ပြည်သူစုလိုက်ပြိန်လို့တည်ဆုံထိခိုက်မှုတွေမကြာခဏဖြစ်ပွားလျက်ရှိပါတယ်။ဆက်လက်ပြီးတော့မော်ရမြွနဲ့ကြောက်ကမြောင်ရကိုစစ်တပ်ကမိရှို့ဖြန့်စီပြီးပြည်သူ့အင်ပစ္စည်းကိုခေါ်ယူတော့သခိုင်းနိုင်မော်ရမြွနဲ့ကြောက်ကမြောင်ရကိုဂျပန်စစ်တပ်ကမိရှို့ဖြန့်စီပြီးပြည်သူ့အင်ပစ္စည်းကိုခေါ်ယူတော့ကြောင်းမော်ရ road information MIH မှတောင်းရှိသူကပြောတယ်။စတီမာလာ29ရက်နေ့မှာမော်ရမြွနဲ့ကြောက်ကရွှေကိုနေမှာတိုင်ကြတက်ဆွဲထားတဲ့အဂျပန်စစ်သားတွေကကြောက်ကမြောင်ကိုရောက်စီနေခဲ့ကြောင်းသိရတယ်။ ထိုစစ်သားတွေကကျေးရတွင်ရှိပြည်သူပိုင်ပြည်စည်ကိုခိုးယူကနေအင်းတွေကိုလည်းမိချွတ်ဖြစ်စည်းသွားကြောင်းလက်ရှိချိန်မှာကျေးရနေပြည်သူ900ကျော်ကဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရတယ်။ဆိုပါဂျပန်စစ်တပ်စစ်တောင်းကရွှေကူနီဖျားမှာတက်ဆွဲပြီးနီနာရှိကျေးရတွေကိုစစ်တောင်းထုံနေပြီးကြောက်ကမြောက်ရကြောက်ကတောင်းနဲ့ရေနံကုန်းတို့ကနေထောင်နဲ့ချီသွားပြည်သူတွေဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်။စေခွဲတွေကပြည်စည်းရေးယူနေလို့ပဲသိရတယ်။ပြည်သူတွေကခုထိအိမ်ပြန်ဝင်လို့မရသေးဘူး။ တောင်ရောင်ကမြောက်ကပြည်သူတွေကခုထိရှောင်နေရတော့စစ်ခွေးကမိချွေလို့တော့ကြားတယ်ရှင်းလင်းကခုထိမွေရသေးတော့အင်ဂျင်ကမတီးရသေးဘူးလို့မွေရောက်တော့ information မှာတောင်ရှိသူကပြောတယ်အောက်ဆန်ရှင်းနေကစတင်မြို့မော်ရကြောက်ကလမ်းပိုင်းရှိစီပွားရေးတက္ကသိုလ်မှာထွက်လာအင်အား150ပါဆယ်ကျောင်းကကြောက်ကရာကုန်ဆယ်ကျောင်းတို့ဝင်ရောက်လာပြီးနောက်တော်လင်းတပ်ဖွဲ့နဲ့တိုက်ပွဲချင်းကြီးဖြစ်ပွားခဲ့ကြောင်းထို့သောတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်ကမော်ရရာတော်လမ်းပိုင်းရှိကြောက်ကရာရှိကူပြားနီရှိကူပြူပြားတို့မှာဂိတ်စကန်ဖွင့်ပြီးတက်ဆွဲထားခြင်းဖြစ်ပါတယ် ဆလဘီမြင်းချန်ချောင်းပင်ရွာကိုစစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူနောက်အသိဆုံးချောင်းမဲနန်းဆောင်ရွာကိုလည်းစစ်တပ်ကလေကြောင်းလက်နက်ကြီးနဲ့တိုက်ခိုက်မှုပြည်သူတောင်တန်းရမန္တလေးတိုင်းမြင်းချန်မြို့နယ်ညောင်ပင်ရွာကိုဂျပန်စစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနောက်အသိဆုံးခဲ့ကြောင်းမြင်းချန်လူလူလှုပ်ရှားကော်မတီကပြောတယ်စတေမလာ29ရက်နေ့မနက်10:00နာရီခန့်မှာမြင်းချံမြို့နယ်ညောင်ပြားကိုအကြဖတ်စစ်တပ်ကဒရုန်းနဲ့ပုံကျတိုက်ခိုက်ခဲ့ခြင်းဖြစ်တဲ့ ောက်ကြပါစစ်တဲ့ပေါ်ကြတဲ့ခိုင်မှုတွင်65နှစ်ရွယ်မျိုးသမီးတအုပ်နဲ့၎င်း၏သားဖြစ်သူ40ရွယ်မျိုးသားတအုပ်သေဆုံးခဲ့တယ်။ထို့ပြင်ညောင်မယားကိုလည်းကြပါစစ်တဲ့ကစတရီမ26ရက်မှာလက်နက်ကြီးနဲ့ပစ်ကတ်ခဲ့ခြင်းကြောင့်နေနှလုံးမီလောင်ပျက်စီးခဲ့တယ်။အလားတူရှမ်းပြည်နယ်ကြောင်မဲမြို့နယ်ရှိနတ်ဆော့ချီယာကိုလည်းကြပါစစ်တဲ့ကလေးချောင်းလက်နက်ကြီးနဲ့ပစ်ကတ်တိုက်ခိုက်ခြင်းကြောင့်မျိုးသားတအုပ်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း TNL ကထုတ်ပြန်တယ်။စတေမာလ29ရက်နေ့မိုးလဲ2နာရီ30မိနစ်မှာနန်ဆော့ကျားကိုကျန်းပတ်စစ်တပ်ကလင်းနဲ့ပေါင်150ဘုံတလုံးနဲ့လက်နက်ကြီးချောင်းလုံးပြင်ကတ်တိုက်ခိုက်ရာ အမျိုးသားတောက်ချောင်းမှာထိခိုက်ဒဏ်ရာရှိပြီးပြောင်းမှုခင်းနေထိခိုက်ပျက်စီးခဲ့ပါတယ်။ပြည်သူများအနေဖြင့်ဂျပန်စစ်တပ်ရဲ့ပုံကျတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ရန်စေတရီမျက်ရှင်လိုအပ်ပြီးလေကြောင်းရဲ့ကာကွယ်နိုင်ရန်လေကြောင်းရဲ့ကာကွယ်ဆန်နီလန်တွေကိုလိုက်နာဆောင်ရွက်အကြောင်း TNL ကထုတ်ပြန်ထားပါတယ်။ဆလဘီနေပြည်တော်တိုင်းစစ်ဌာနပြည်ရဲ့တရင်မှ၈၃၃ရဲ့တရင်မှုကွယ်လွန်ပြည်သူကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနတပ်ကုန် PDF ရဲ့တရင်မှုကွယ်လွန်သွားလို့အဆိုပါတရင်ကမ္ဘာနေကထုတ်ပြန်နေတယ်။တရင်မှ၈၃၃ရဲ့တရင်မှုရဲ့ပေါ် ရက်နာကောရဲဘော် CJ ဟာဒေါ်လိုင်းရဲတာဝန်တွေကိုတန်းဆောက်ရင်းတွင်မလ29ရက်နေ့မှာကွယ်လွန်ခဲ့လို့သိရတယ်။ဘာအကြောင်းကြောင့်ကွယ်လွန်ခဲ့ဆိုတာကတော့ပီတက်တန်ရှစ်တောင်ညသုံးကောင်မထုတ်ပြန်ထားပေမဲ့ရဲဘော်ရက်နာဟာမကွယ်လွန်ခင်အချိန်ထိတိုင်းတာဝန်တွေကိုတန်းဆောင်ခဲ့လို့သိရပါတယ်။ရဲဘော် recognize တော်လင်းပေါ်ကြိုးစားမှုစရာထက်သန်မှုအနစ်နာခံကောင်းဆောင်မှုတွေအတိုင်းရှိတော်냐တော့ရဲဘော်ဟိတွက်စံနမူနာယူထိုက်စရာဖြစ်တယ်လို့သိရတယ်။ ရဲဘော်ရနာကွယ်လွန်ခြင်းအားတိုင်းရှိသူညာတုံးနဲ့တော်လိုင်းအတွက်ကြီးမားဆုံးရှုံးမှုတရားဖြစ်ပြီးရဲဘော်ရကနာဖြစ်ခြင်းနဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ပေါ်ရအတွက်ကြံ့ရှိနေတဲ့တော်လိုင်းတာဝန်ကိုတိုင်းရှိသူညာတုံးကရဲဘော်တွေဆက်လက်ဆောင်ရမယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ဆက်အောင်ပြကြတဲ့အတွက်ဒူဝင်ကျေးဇူးတင်ရှိပါရရှင်။